။မစ္စမြအားလုံးမင်္ဂလာပါရှင်။လူနာဂျူပီတာ channel မှာဆွေးနွေးလိုက်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာရှိရနေရနဲ့မင်္ဂလာရှိတဲ့အချိန်တွေကိုပတ်ဆက်နေကြပြီးဘေးပညာများဝေးကွာကကိုရောစိတ်ပါစမ်းမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်။အခု reading ကကြတော့ကိုနဲ့အဆက်အသွယ်ပြတ်နေတဲ့သူဒီလူကကိုစီကိုဆက်သွယ်လာမလား အာတကယ်လို့မဆက်သွယ်သေးဘူးဆိုလို့ရှင်လည်းဘာကြောင့်အခုချိန်ဒီမဆက်သွယ်သေးရတာလဲပေါ့နော်ဒါလေးကို collective reading လေးဖတ်ပေးသားမှဖြစ်ပါတယ်ရှင်အဲ့တော့တတိထားမှာကကျွန်တော်ကိုဘကပေါ့နော်အဲ့လိုဒီလူကိုအာအဆက်သွယ်လှုပ်စေချင်တာဒီလူနဲ့အဆက်သွယ်ရချင်တာမျိုးပေါ့နော်ဒီလိုမျိုး energy မျိုးရှိမှသာကြည့်ပေးပါတကယ်လို့ကိုကတစ်ဖက်သူနဲ့ပတ်သက်ပြီးဘာမှမသိချင်ဘူးအဆက်သွယ်လည်းမရချင်ဘူးဆိုလို့ရှင်ဒီ reading ကိုမကြည့်တာအကောင်းဆုံးပါပဲရှင် အရင်ဆုံး2ယောက်ရဲ့အခြေအနေပေါ့နော်ဒါကိုယ့်ရဲ့ energy လည်းဖြစ်နိုင်တယ်2ယောက်ရဲ့ energy လည်းဖြစ်နိုင်တယ်ပေါ့နော်ထောင်းရင်စစ်ပေးပါမယ်ไม่เคยเรียน ွင့်ခရအန်ဂျီရလေးတက်ကအခြေတကြီးရဆိုပေမဲ့ဒီမှာကတော့အငွေကြေးပိုင်းနဲ့ပတ်သက်ပြီးစီးပွားရေးနဲ့ပတ်သက်ပြီးလို့ပေါ့နော်ပုံများကျေွားနေဆိုတဲ့အနေထားမှာရှိရဆိုတာမျိုးလိုမြင်နေလာစားတော့တာဒါမှမဟုတ်လဲစီးပွားရေးအချိန်တောက်တင်းလာတာငွေငွေတွေအများကြီးရရှိလာတာမျိုးပုံမှန်ထပ်ပို့ပြီးတော့ထူးခြားတဲ့ဝင်ငွေလေးကိုမှရှိနေတာမျိုးပေါ့နော်အဲ့လိုအခြေအနေမျိုးရှိတယ်လို့တွေ့တယ်ပေါ့နော် message အဲ့တဖက်လူနဲ့အဆက်အသွယ်ရခြင်းနေလဲဆိုတာကိုတွေ့တယ်တဖက်သူကိုစီရဆက်သွယ်လာဖို့ညှော်လင့်နေတယ်တဖက်သူနဲ့အပြန်အလှန်စကားတွေပြောခြင်းနေဆိုတာမျိုးပေါ့နော်အဲ့အတွက်ကိုလည်း manifest တောင်းလုပ်ထားတယ်ဆိုတာမျိုးလိုမြင်နေပေါ့နော်ဆူတောင်းထားတာ manifest လုပ်ထားတာမျိုးတွေရှိနေမယ်ပေါ့နော်ကိုရခံစားချက်တွေဖွင့်ရပေးပါချင်တာဒါမှမဟုတ်တစ်ဖက်သူရခံစားချက်တွေဖွင့်ရပေးပါလာတာကိုလိုချင်တာမျိုးပေါ့နော်အဲ့လိုမျိုးအနေထားမျိုးလို့မြင်နေ ဟွန်းလက်ရှိအနေအထားမှာလည်းဒါခုနကတော့ကလည်းဒီ abundance ဆိုပြီးတော့ money money cut လာအဲဒါကိုတွေ့ခဲ့တယ်ပေါ့နော်အဲကိုကလေဒီ reading ကိုကြည့်ရတဲ့သူဒီကလေတော်တော်လေးကိုအစဉ်ပြေနေတဲ့အနေအထားမှာပေါ့နော်အစစအရာကို perfect လို့တော့ပြောလို့ရတယ်ဆိုတဲ့အနေအထားတစ်ခုမှရှိတယ်ဆိုတာမျိုးလို့မြင်တယ်အဲ့လိုဖြစ်ရလို့လဲစူးစမ်းနေရဆိုတာမျိုးလို့မြင်တယ်ပေါ့နော်တကယ်ကိုဒါအမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ဒီကိုလှပဆွဲဆောင်မှုရှိနောက် ဖက်ဖက်ကနေပြီးတော့ပေါ်များကျွဲသွားပြေဆုံးနေဆိုတဲ့အနေထားနောက်ကိုကိုလည်းယုံကြည်မှုရှိတယ်ပေါ့နော်ကိုဟာတကယ်ကိုတံမိုးမြင့်နေသူတယောက်တံမိုးထားရမယ့်သူတယောက်ဆိုတဲ့အဲ့လိုမျိုးယုံကြည်ချက်လည်းရှိထားပြီးသားကိုကိုကိုလာချင်းကတ်တဲ့သူကလည်းအဲ့လိုမျိုးတံမိုးထားရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ကိုအနေနဲ့ဒီလူတကားရဲ့တံမိုးထားမှုကိုခံရတော့တဲ့အထီးကိုမှာအရေးအချင်းကောင်းနေရှိတယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးလည်း ယုံကြည်ချက်ရှိရလို့ပြောရမှာပေါ့နော်အဲ့လိုမျိုးအဲ့လိုခံစားချက်အဲ့လို energy မျိုးရှိရတူတွေလို့တွေ့ရတယ်ပေါ့နော် Taurus နဲ့ Libra energy တော့ရတယ်ပေါ့နော်ဒီရနေပြီးတော့အဲ့တော့တစ်ဖက်သူနဲ့နှစ်ယောက်ရဲ့အခြေအနေကလေပြောရရင်ဒီ ံတတ်မှတ်နှုံနေမတူလို့ပေါ့နော်စံတတ်မှတ်နှုံနေမတူတာကြောင့်နောက်တစ်ခုကကိုကတစ်ဖက်သူထက်ပို့ပြီးတော့အခြေအနေအစဉ်တန်းနေမြင်မာတာတာလွန်နေတာဒါကငွေကြီးဂုံရေအချင်းမှမဟုတ်ပေါ့နော်အဆက်ဆက်အရာတွေးခေါ်ပုံယူဆပုံဒါတွေအကုန်လုံးမတူညီပဲနဲ့ကိုကပို့ပြီးတော့အဲ့လိုမျိုးတာလုံးနဲ့မြင်မာတယ်ဆိုတဲ့အဲ့လိုမျိုးအချက်ကြောင့်ဒါတစ်ဖက်သူကကိုယ်အဲ့လိုမျိုးမြင်တာမျိုးလည်းဖြစ်နိုင်တယ်ထုတ်ပြောတာမျိုးလည်းရှိချင်းရှိလိမ့်မယ်ပေါ့နော်ဒီလိုအခြေအနေကြောင့်နှစ်ယောက်ကြားမှာညှိနှိုင်းမရတဲ့အတွက်ကြောင့်မလို့ခုလိုမျိုးတွေ အော်ဝေးခွာခဲ့ရတယ်ခွဲခွာခဲ့ရတယ်ဆိုတာမျိုးရယ်နောက်တစ်ခုဒီမှာခန်းစားမိတဲ့အရာဆိုရင်တော့တစ်ဖက်သူကထွက်သွားတယ်ဆိုတာမျိုးလို့မြင်နေပေါ့နော်ဒီမှာ reading ကိုကြည့်တဲ့သူတွေထပ်စားလို့ရှိရင်တစ်ဖက်သူကဒီဆက်ဆံရေးရနေပြီးတော့嗯ထွက်သွားတယ်ဆိုတာမျိုးလို့မြင်နေချို့ကြတော့ပုံပွဲလေးလေးနဲ့ပြောခဲ့မှာပေါ့နော်ကိုနဲ့သူနဲ့ကဟို꽈ချားချက်တွေအများကြီးရှိတယ်ပြောရင်အစင်တန်းချင်းမတူဘူးဆိုတာအစားအပြင်ပေါ့နော်အလိုမျိုးပေါ့နော်ဒါမျိုးတွေနဲ့ကြော်ပြီးတော့ အထိုက်တန်မှုဆိုတဲ့ပုံစံမျိုးတွေနဲ့အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲဇက်ဇက်နာအောင်လို့ပေါ့နော်ဇက်နာအောင်လို့ပြီးတော့ထွက်သွားတာမျိုးလည်းရှိနိုင်တယ်ပေါ့နော်ဒါကအများစု energy ရာဒီ energy ပေါ့နော်တချို့တလေတွေကကြတော့ကိုကဒီဆက်ဆံရေးထွက်ခဲ့တာမျိုးဖြစ်နေမယ်ကိုကတစ်ဖက်လုံးနဲ့အစမပြေလာဘူးမထိုက်တန်လာဘူးထင်လို့ကိုဘက်ကနေပြီးတော့လက်လျှော့လိုက်တာမျိုးပေါ့နော်အဆက်သက်ဖြတ်ခဲ့တာမျိုးလို့လို့အဲ့လိုရှိနေမယ်ပေါ့နော်ဒါအနည်းစုပေါ့နော်အများစု energy ပြောရရင်တော့ 95%လောက်ကတော့ခုနပြောတဲ့ energy တိုင်းပဲပေါ့နော်အဲ့တော့နောက်တစ်ခုကဒီမှာဆိုရင်ဒီတစ်ဖက်သူကိုလေးကိုကသွားပြီးတော့음စောင့်ကြည့်နေမိရဲ့ဆိုတဲ့ခံစားချက်မျိုးဓမ္မမဟုတ်စောင့်ကြည့်ခံနေရတယ်ဆိုတဲ့ခံစားချက်မျိုးပေါ့နော်အဲ့လိုမျိုးရှိလိမ့်မယ်လို့တွေ့တယ်ပေါ့နော်တစ်ဖက်သူကကိုကိုတစ်ခု ကိုမသိတဲ့ဖုန်းနံပါတ်ဒါမှမဟုတ်လေကိုမသိတဲ့ account တခုဒါမှဆို fake account တော့ဖြစ်နိုင်တယ်ပေါ့နော်အဲဒါဒီယာတွေနဲ့ကိုကိုစောင့်ကြည့်နေတာမျိုးဒါမှကိုရဲ့ပုံတွေကိုရဲ့နေစဉ်ဒီဘာတွေတင်လဲဘာဘယ်လိုပုံတွေတင်လဲဘယ်လို post တင်လဲဘယ်ကြောင်းအားတင်လဲဘယ် story ဘယ်လိုမျိုးတင်လဲဆိုရစသဖြင့်ပေါ့နော်အလိုမျိုးတွေကို stock လုပ်နေတာမျိုးအဲစောင့်ကြည့်နေတာခြေရခံနေတာမျိုးလိုပုံစံမျိုးရှိခြင်းလည်းရှိလိမ့်မယ်ဒါမှမဟုတ်ရင်လည်းဒီ energy ကကို energy လည်းဖြစ်နေနေပေါ့နော်ကိုကသွားပြီးတော့သူ့ကိုအလိုမျိုး သူထားပါတော့သူကသူနဲ့ကိုယ်နဲ့ block ထားရဲဆိုလို့ရှိရင်ကိုယ့်ဘက်က block ထားရဲဆိုလို့ရှိရင်လည်းဟိုသူမသိတဲ့တခြား account နောက်ထပ် account တစ်ခုနဲ့တွားပြီးတော့သူစုံစမ်းတာမျိုးအဲနောက်ထပ်သူမသိတဲ့ phone number တစ်ခုနဲ့တွားပြီးတော့အာနောက်ရောက်ခံနေတာမျိုးဥပုံစံမျိုးပေါ့နော် သူအကြောင်းနဲ့တွားပြီးတော့စိတ်ဝင်စားနဲ့တွားကြည့်နေဆိုတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလို့ခံစားမိတယ်ပေါ့နော် ါတော့ကိုယ်နဲ့အဆင်ပြေတယ်လို့ယူပေါ့နော်တကောဘက်ကတာကိုယ့်ဘက်ကလည်းဖြစ်နိုင်တယ်တစ်ဖက်သူကလည်းဖြစ်နိုင်တယ်ပေါ့နော်အော်နေရာကျရဲ့ energy ကတော့ဒီလိုပုံစံမျိုးတွေရှိနေမယ်အော်ဒီ energy နဲ့ကန့်ညင်တော့ဒီ reading ကိုစကြည့်လို့ရပါပြီအဲဆိုရင်တစ်ဖက်သူကကိုယ်စီကိုဆက်သွယ်လာမလားပေါ့နော်ဒီ언제 collective ရဲ့စကေးမှာ share တဖတ်သူက 色的拉布西拉。Five of Wands, Three of Pentacles, Eight of Pentacles, Four of Wands, Queen of Cups. 嗯，我吃吃呗。တဖက်လူကပိုစီကိုဆက်သွယ်လာလိုက်မယ်နော်။အဆက်သွယ်လုပ်လာဖို့ရှိတယ်။လောလောဆယ်အနေထားမှာကသူ့ရဲ့လက်ရှိ သူ့အနားမှာရှိတဲ့သူအနားမှာလူရှိရတခြားလူရှိရလည်းဖြစ်နိုင်တယ်ပေါ့နော်။ဒါမှမဟုတ်သူ့ရဲ့ဒီလက်ရှိအနေထားနဲ့နော်ကိုကိုစီကိုဆက်သွယ်ပြီးတော့အဲကိုယ့်ရဲ့ energy ရှိတဲ့ သူရဲ့အနေထားလို့ပြောရမလားပေါ့နော်အဲ့လိုမျိုးဒီနှစ်ခုကိုဘယ်ဟာပိုအဆင်ပြေမလဲဆိုတာမျိုးနှိုင်းစနေတာမျိုးချိန်နေဆိုတာမျိုးလို့ပြောရမှာပေါ့နော်အဲ့လိုမျိုးလို့မြင်နေอืมကိုစီကိုတော့ပြန်ဆက်သွယ်ပြီးတော့ကိုနဲ့ပြန်ပြီးတော့ပြေးတယ်ခြင်းနဲ့စိတ်တွေလည်းရှိတယ်အစ်စ်ပြန်ပြီးတော့စတင်ခြင်းနဲ့စိတ်လည်းရှိတယ်အတူတူပေါ့နော်စိတ်တူကိုတူနဲ့အဲ့လိုမျိုး အာပေါ်ပါပါနဲ့လိုမျိုးနေရည်တွေဖြတ်တန်းခြင်းနဲ့စိတ်မျိုးနောက် ကိုယ့်ရဲ့ energy ကိုယ့်ရဲ့ကယူဆိုင်မှုကိုလည်းရယူခြင်းနဲ့စိတ်တွေလည်းရှိနေတယ်။တချို့ဆိုလို့ရှိရင်သူ့ရဲ့လက်တွဲပေါ်ပေါ့နော် သူ့ရဲ့အိမ်တောင်ဘက်သူ့ရဲ့အဲသူ့ကလေးရဲ့အဲမိဘအာ sorry parking သို့မဟုတ် meeting ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့အဲ့လိုမျိုးတွေးထားတယ်ဆိုတာမျိုးတော့ပြရတယ်ပေါ့နော် ကိုနေ့တော့ပြန်ပြီးတော့တအားစားတာဖြစ်ချင်နေဆိုတော့ energy တွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီ energy တွေအပြင်ကိုမှသူ့မှာသူ့စိတ်ထဲမှာပဲထပ်ပြီးတော့မဖြစ်တော့ဘူးမဖြစ်သင့်ဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့အာပြန်ပြီးတော့နောက်ဆုတ်နေတဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်တွန့်နေတာမျိုးလို့အဲ့လိုသူ့ရဲ့အတွေ့အထဲမှာဒီလိုပုံစံဖြစ်နေရပါတော့အာမဆက်သွယ်တဲ့သူသူ့မှာတခြားသူရှိနေဘယ်လိုလုပ်မလဲဒါမှမဟုတ်လေသူ့ဘက်မှာရှိရလဲဖြစ်နေနေပေါ့နော်အာဒီဒီဒီကိစ္စတွေကပို့ပြီးတော့ရှုပ်ထွေးလာမယ်ဆိုရင်ရောဆိုပြီးတော့နေရာကြမှာ လက်ရှိနေဒါထပ်ပို့ပြီးတော့အရှင်းမရတဲ့ပြဿနာတွေဖြစ်သွားမှာမျိုးပေါ့နော်ပို့ပြီးဆိုးရွားသွားမှာမျိုးကိုကြောက်တဲ့စိတ်တွေကြောင့်မဖြစ်စေချင်တဲ့စိတ်တွေကြောင့်အာအဆက်အသွယ်လုပ်ဖို့အတွက်ကိုတွေ့ဝင်နေရဆိုတာမျိုးလို့မြင်တယ်တချို့ကြတော့သူမှတခြားသူရှိတယ်ပေါ့နော်တခြားဆိုင်သူရှိနေတယ်ပတ်သက်နေတဲ့သူရှိနေတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုနဲ့အဆက်အသွယ်လုပ်ဖို့အတွက်ကတင့်တော်ပါမလားဆိုတဲ့ပုံစံမျိုးတွေတွေးနေတာဒါပေမဲ့လည်းပဲ ဆက်သွယ်ခြင်းနဲ့စိတ်ကိုလည်းတားလို့မရဘူးဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့မြင်ရတယ်။အင်းအဲ့တော့သူ့စီကနေဆက်သွယ်ကတော့ရလာလိမ့်မယ်ပေါ့နော်ဒီမှာမြင်ရတဲ့ energy အရာဆိုရင်တော့ရတော့ရမယ်ဒါပေမဲ့ကြာလိုက်အောင်မယ်ပေါ့နော်။အင်းအခုကနေပြီးတော့ဒီမှာဆိုရင်6လအတွင်းလို့ပြောရမှာပေါ့နော်6လအတွင်းမှာသူစီရနဲ့အဆက်အသွယ်ရလာလိမ့်မယ်။ တော့လောလောဆယ်တော့သူ့ဘက်ကနေတစ်ထပ်ပို့ပြီးတော့အလွန်မဖြစ်အောင် သူ့ဘက်ကမမားအောင်ဆိုတဲ့ပုံစံမျိုးတွေနဲ့အလိုအော်တတိတိနဲ့ထားပြီးတော့ပေါ့နော်အလိုမျိုးနေနေဆိုတာမျိုးလို့မြင်နေအဲ့တော့ဘာကြောင့်မဆက်သွယ်သေးရခုချိန်ဒီဘာကြောင့်မဆက်သွယ်လဲအဆက်သွယ်ဘာကြောင့်မလုပ်သေးတာလဲဆိုလို့ရှိရင်တော့သူကတခြားပတ်သက်နေတဲ့သူရှိလို့ပေါ့နော်တခြား relationship တစ်ခုကိုစတင်ထားပြီးတော့ဒီ relationship ကိုရှေ့ဆက်ပြီးအစီအပြေသွားနိုင်မှုအတွက်ကိုစူးစမ်းနေရတယ်။ဒါကြောင့်မို့လို့မဆက်သွယ်နိုင်သေးရတချို့ဆိုလို့ရှိရင်အိမ်တော်ဘတ်တောင်ရှိရဆိုတာမျိုးပေါ့နော်။ကလေးတွေနဲ့ဒါမှမဟုတ်လည်းအလိုပေါ့နော်။မိသားစုပွားတစ်ခုပေါ့နော်အလိုမျိုးထူဆောင်ထူထောင်ထားတယ်ဆိုတာမျိုးလို့တွေ့နေပေါ့နော်။ဒါကြောင့်မို့လို့ကိုစီကိုမဆက်သွယ်နိုင်သေးတာလို့မြင်နေပေါ့နော်။အဲ့ဆိုရင်တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ကိုကို ်တဖက်သူကကိုကိုပေါ့နော်ကိုချိန်မှာဘလို message တွေပေးနေတယ်ပေါ့နော်ကိုကိုပြောချင်နေတဲ့စကားဘလို့စကားတွေပြောချင်နေလဲ I love your sense of humor. You deserve more than I can give you. High value I know I need to work on myself. သူကလေကိုယ့်ရဲ့ဒီပါလေခုနကသူပြောခဲ့တယ်ပေါ့နော်ကိုယ့်ရဲ့ energy ကိုယ့်ရဲ့တဘာဝအတိုင်းရှိနေတဲ့ဒီပင်ကိုပုံစံလို့ပြောရမလားပေါ့နော်ဒီအရာတွေနောက်ဟို ပြောပုံဆိုပုံနေပုံထိုင်ပုံစသဖြင့်ဒါတွေအကုန်လုံးကိုသဘောကျတယ်ပေါ့နော်ဒီတိုင်းသဘောကျတာမို့တော်တော်လေးကိုနှိမ့်နှိမ့်ကကအနေကိုသူတကူအဲတော်တော်လေးကိုကောင်းတဲ့ energy တခုပေါ့နော်အစဉ်ပြေစေတဲ့ energy ဆိုတော့နှိမ့်နှိမ့်ကကအနေကိုစိတ်ထဲမှာခုံမင်းနေရဆိုတာမျိုးဆွလန့်နေရဆိုတာမျိုးလို့တွေ့တယ်ဒါပေမဲ့သူကကိုနဲ့အခုချိန်မှာနှိစက်ဖို့အတွက်နောက် သူနဲ့ရှေ့ဆက်ဖို့အတွက်ပေါ့နော်မဖြစ်နိုင်ဘူးပြောရင်တော့ကိုကသူ့ထက်ပေါ်ပြီးတော့တာတဲ့သူဒါကဒါတစ်ဖက်သူမှဒီလိုမျိုး relationship ရှိတာဖြစ်ဖြစ်ပေါ့တခုပတ်သက်နေတဲ့သူရှိတာဆိုလို့ရှိရင်လည်းဒီလိုလူမျိုးသူ့လိုလူမျိုးမဟုတ်တဲ့တခြားလူမျိုးပေါ့เนาะတခြားလူเนี่ยကိုကထိုက်တန်နေပေါ့เนาะနောက်တစ်ခုကလက်ရှိအနေထားမှာဆိုလို့ရှင်လည်းပဲကိုเนี่ยတကယ်ထိုက်တန်နေခယူဆိုင်မှုတန်မှုထားမှုဒါတွေအကုန်လုံးကိုသူ့ဘက်ကနေမပေးနိုင်သေးဘူးညီတူမျှတူဖြစ်တဲ့ ဆက်ဆံရေးတခုကိုမတီးဆောက်နိုင်သေးဘူးပေါ့နော်ဒါကြောင့်မို့လို့သူ့အနေနဲ့စူးစမ်းရမှာအများကြီးရှိတယ်ပြောရင်ကိုယ်နဲ့အဆင့်တူဖို့အတွက်ကိုစူးစမ်းရမှာအများကြီးရှိရဲဆိုတော့သူသိရဲ့ဒါကြောင့်မို့လို့လည်းအခုချိန်ဒီမဆက်သွယ်သေးတာဒါမှမဟုတ်ကိုယ်စီကနေထွက်သွားတာပေါ့နော်ဒီလိုမျိုးလို့ပြောချင်တယ်ဆိုတော့တွေ့ရတယ်ပေါ့နော်အဲ့ဒါကတော့တစ်ဖက်သူနဲ့ပတ်သက်တဲ့ collateral reading ဖြစ်ပါတယ်ရှင်အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများတင်ပါတယ်ရှင်ပေးစမြားအားလုံးပဲပြည့်ပြမြဝေးကွာပြီးကိုရောစိတ်ပါချမ်းသာချမ်းသာကြပါစေကောင်းသောလူရင်းဆန္ဒမှတ်သမားလည်းပြည့်ဝကြပါစေမိမိချရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြကြမှမှနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်နောက် reading များမှာပြန်ပြီးတော့အဆုံးထိကြပါအောင်ပဲရှင်